အားလုံးပဲမင်္ဂလာပါရှင်ဘန်ဒူလာ TV News ကပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမှာကတော့ကိုအောင်မင်းရဲ့သတင်းတုံးသက်ချက်ပဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်းလုပ်ပေးကြဖို့မြစ်တာရက်ခံပေးရစေရှင်မဟာတော့သတင်းဌာနရဲ့နာနိုင်ခင်ပြည်တွင်းနဲ့နိုင်ငံတကာသတင်းများထုတ်လွှင့်မှုအစီအစဉ်ကိုနားဆင်နေရတာဖြစ်ပါတယ်။ဒီကနေ့18ရက်တလ2025ရက်နေ့အတွက်နားဆင်ရမယ့်သတင်းတွေကတော့ ဒေါ်လာ1ဘီလီယံကျော်ကုန်ကျခံပြီးအမေရိကန်အစိုးရအစင်ဆက်ထောက်ပံ့ခဲ့တဲ့ VOA နဲ့ RFA အပါအဝင်အခြားသတင်းဌာနတွေရဲ့အသုံးစရိတ်ကို Trump အစိုးရကဖျက်တောက်လိုက်တယ်ဆိုတဲ့သတင်းစိုက်ပျိုးမှုကြီးထုတ်ကုန်များပြပတင်ပို့မှုအတွက်ကန့်သက်ထားခြင်းမရှိတာကြောင့်လျှင်မြန်စွာတင်ပို့နိုင်မှုတောင်းရင်ရှိသူတွေအစင်စင်ကအလေးထားဆောင်ရွက်ဖို့အတွက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကတိုက်တွန်းတယ်ဆိုတဲ့သတင်းစကိုင်းပြည်နယ်ကိုဘင်္ဂလားဒေ့ရှ်လမ်းကြောင်းကနေလူသားချင်းစာနာမှုအကူအညီတွေပေးဖို့ကုလသမဂ္ဂကစီစဉ်နေတယ်ဆိုတဲ့သတင်း EU တရုတ်တန်တမာဆက်ဆံရေး290ပြည့်အထိမ့်မှထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ညှိစုံလိုက်တဲ့တရုတ်သမ္မတသတင်းအပအဝင် Telegram တီထောင်သူကိုပြင်သစ်နိုင်ငံကယာယီထောက်ခံခွင့်ပြုလိုက်တယ်ဆိုတဲ့သတင်းနဲ့ American ကဗီဇာပိတ်ပင်ခြင်းသို့မဟုတ်တင်းကျပ်တဲ့နိုင်ငံတွေစီးရင်မှာမြန်မာနိုင်ငံပါဝင်တဲ့သတင်းစတဲ့သတင်းတွေကိုဒီကနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ထမသတင်းတပုတ်အနေနဲ့ဒေါ်လာ1ဘီလီယံခန့်နှစ်စဉ်ဖြုန်းတီးဝါဒဖြန့်တဲ့အမေရိကန်အစိုးရဟောင်းအစင်ဆက်ဩဇာခံ VOA နဲ့ RFA အပေါင်းဝင်မီဒီယာတွေအသုံးစိလက်ပတ်မှုကိုအမေရိကန်သမ္မတတထရန့်ကဖျက်တောက်လိုက်ပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့မှာသမ္မတထရန့်ရဲ့ DOG အကြီးအကဲဘီလီယနာအီလွန်မက်ကအမေရိကန်အစိုးရငွေကြေးထောက်ပံ့ထားတဲ့သတင်းဌာနတွေဖြစ်တဲ့ Radio Free Europe နဲ့ Voice of America VOA တို့ကိုပိတ်ပစ်ဖို့တောင်းဆိုခဲ့ပြီးတက်ရောက်မှုလည်းဖြစ်ခဲ့ပါတယ်။ ထရိုင်ရဲ့ညွှန်ကြားမှုအသစ်ကအမေရိကန်အခြေစိုက်အမေရိကန်အသံ VOA နဲ့လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာနတွေကမြန်မာဘာသာအစီအစဉ်တွေအပါအဝင်ဘာသာစကားအမျိုးမျိုးနဲ့တင်ဆက်နေတဲ့သတင်းထုတ်လွှင့်မှုတွေပေါ်တိုက်ရိုက်ထိခိုက်တက်ရောက်လာတဲ့တမရအမိန့်ဖြစ်ပြီးဒီအမိန့်ကိုအမေရိကန်တမရဒေါ်နယ်ထရန့်ကယမန်နေ့ကလက်မှတ်ထိုးအတည်ပြုလိုက်တာလို့ BBC သတင်းဌာနကဖော်ပြခဲ့ပါတယ်ဒီအတည်ပြုမှုကသတင်းဌာနတွေကိုစီမံကိန်တွေတဲ့ Global Media အစိုးရ Agency USAGM နဲ့တခြားအစိုးရအေဂျင်စီ6ခုရဲ့လှုပ်ရှားဆောင်ရွက်မှုတွေကိုအ ਨੇ ဆုံးဖြစ်အောင်ထားရမယ်ဆိုတဲ့ကြေညာချက်လို့လည်းသိရပါတယ်။ဒီဖြစ်ရရဲ့အစဟာအထူးတာဝန်တွေဆိုင်ရာအမေရိကန်သမ္မတရဲ့အထူးတာဝန်မှန် Richard Greenell ကဖေဖော်ဝါရီလ9ရက်မှာ Radio Free Europe နဲ့ Voice of America တို့ကအမေရိကန်အခွန်အထမ်းတွေကပေးဆောင်ငွေတွေနဲ့လဲပတ်နေတာပါ။သူတို့ကတကယ်တော့နိုင်ငံပိုင်မီဒီယာတွေပါ။ဒီသတင်းဌာနတွေကလက်ဝဲစွန်းရောက်လှုပ်ရှားတက်ကြွသူတွေနဲ့ခုတော့ပြည့်နေတယ်။ ကျွန်တော်ဒီသတင်းဌာနတွေကသတင်းတွေနဲ့ဆယ်စုနှစ်ချီအတူတူလှုပ်ပူးတယ်ဒါတွေကအတိတ်ရဲ့အမွေနှစ်တွေလို့လည်းဆိုရမယ်ဒီလိုအစိုးရကထောက်ပံ့နေတဲ့သတင်းဌာနတွေကျွန်တော်တို့မလိုဘူးလို့ဆိုခဲ့ပါတယ် Richard Gene ရဲ့ဒီမှတ်ချက်တွေကိုမဆိုင်မတော့အလိုက်သိမ့်တုံ့ပြန်တဲ့အနေနဲ့ Elon Musk ကလူမှုကွန်ရက် X မှာ February လ9ရက်ကပဲမှန်တယ်သူတို့ကိုပိတ်ပစ်ရမယ်ဥရောပဟာအခုဆိုရင်လွတ်လပ်နေတာပါဘယ်သူကမှဘျူရိုကရေစီကိုထိန်းချုပ်နေတာလည်းမဟုတ်ဘူးသူတို့ပြောတာတွေလည်းဘယ်သူမှနားမထောင်ဘူး အမေရိကန်အခွန်တန်းပြည်သူတွေရဲ့အခွန်ငွေ1ဘီလီယံလောက်ကိုနှစ်စဉ်မီးရှို့တယ်လို့ပဲသူတို့ကိုပံ့ပိုးနေချိန်မှာသူတို့ကတော့ကိုကိုကိုစကားပြောနေတဲ့အစွန်းရောက်အယူးတွေလိုပါပဲလို့ရေးခဲ့ပြီးနှစ်ဦးစလုံးကအစိုးရကနေသတင်းဌာနအဖွဲ့အစည်းတွေကိုငွေကြေးထောက်ပံ့မှုကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်အခွန်တန်းပြည်သူတွေရဲ့ပေးဆောင်ငွေကိုဒီလိုသတင်းဌာနတွေကိုမထောက်ပံ့နိုင်ဘူးလို့လည်းဆိုခဲ့ပါတယ် အမေရိကန်အစိုးရရဲ့စွမ်းဆောင်ရည်မြင့်တရေဌာန DOGE ရဲ့အကြီးအကဲဖြစ်တာဝန်ယူထားတဲ့အီလိုမက်က Politico AP နဲ့ New York Times လို့သတင်းဌာနတွေကိုပြည်ထောင်စုထောက်ပံ့ငွေကြေးတွေပေးဆောင်မှုကိုလည်းဝေဖန်ခဲ့ပါတယ်။ Matt ကဒီသတင်းဌာနတွေဟာအခွန်ထမ်းပြည်သူတွေရဲ့ထောက်ပံ့ငွေတွေကိုထိရောက်မှုမရှိတဲ့အသုံးပြုမှုတွေလုပ်နေတယ်လို့မှတ်ယူရမှာဖြစ်ပြီးသူတို့ကိုရှင်းလင်းပြရမယ်လို့ဆိုခဲ့ပါတယ်။ဒီလိုပါပဲအထူးတာဝန်ရှင်ဆိုင်ရာအမေရိကန်သမ္မတရဲ့အထူးတန်ပံ့ Richard Greene ကလည်းအစိုးရကမီဒီယာလှူဒါန်းငွေတွေအသုံးချနေမှုကိုလူသိရှင်ကြားရှုတ်ချမှုပြုခဲ့ပြီးအဲ့ဒီလိုထောက်ပံ့ငွေတွေချက်ချင်းရဆိုင်ရမယ်လို့ Mark ရဲ့နေသံအတိုင်းပြောကြားခဲ့ပါတယ်အခုအခါမှာ Trump ရဲ့အစိုးရက political လို့ media တွေကိုလှူဒါန်းငွေတွေရဆိုင်မှုဆောင်ရွက်မှုတွေပြုနေတာနဲ့အတူအစိုးရထောက်ပံ့မှုပြုထားတဲ့သတင်းဌာနတွေနဲ့ပတ်သက်လို့ပုံမကျေပြတ်တဲ့အငင်းပွားမှုနဲ့စစ်စစ်မှုတွေဖြစ်နေချိန်မှာပဲအခုလိုဖျက်တောက်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ် မြန်မာနောက်ရဲ့သတင်းတရက်မှာတော့အမေရိကန်အစိုးရထောက်ပံ့တဲ့သတင်းဌာနတွေကိုအုပ်ချုပ်တဲ့ US Agency for Global Media USAGM အဖွဲ့ဟာမီဒီယာဆိုင်ရာလုပ်ငန်းဌာန6ခုကိုငွေကြေးထောက်ပံ့ထားပြီးဒီ6ခုက1 VOA သတင်းဌာန2လွတ်လပ်တဲ့ဥရောပအတံသတင်းဌာန Radio Free Europe Radio Library RFE RL 3ကျူဘာအတံလွှင့်ဌာန Office of Cuba Broadcasting 4 ၄လွတ်လပ်တဲ့အာရှအတန်သတင်းဌာန Radio Free Asia RFA ၅အရှိအလေပိုင်းသတင်းထုတ်လွှင့်မှုကွန်ရက် Middle East Broadcasting Network MBN ၆ပွင့်လင်းဤပညာရမုံငွေအဖွဲ့ Open Technology Fund OTF တို့ဖြစ်တယ်လို့ဖော်ပြခဲ့ပြီးဒီဌာနတွေကတစ်နှစ်ကိုဒေါ်လာတန်900ကျော်နှစ်စဉ်ဖြုန်းတီးပြီး မမှန်သတင်းတွေနဲ့ကဘာကိုဝါရဖြတ်ချီခဲ့တာပါဒီနေ့အတွက်အတုံးစည်းတွေဆိုရင် VOE သတင်းဌာနအတွက်ဒေါ်လာတန်း300 RFE R သတင်းဌာနအတွက်153တန်းရှိပြီး RFE ကလည်းဒီနေ့မှာဒေါ်လာ82တန်းရမှာဖြစ်လို့ဒီမီဒီယာခုနှစ်ခုကိုအမေရိကန်အစိုးရရဲ့နှစ်စဉ်ဖြုန်းတီးစရိတ်ဒေါ်လာတန်း950ရှိနေပေမဲ့အခုတော့ဒီဖြုန်းတီးမှုတွေရပ်တန့်တော့မှာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာတော့ VOE မြန်မာပိုင်းမှာအချိန်ပြည့်အစိုးရဝန်ထမ်းအဖြစ်အလုပ်လုပ်ကြနေသူတွေစီအလုပ်ကနေချက်ချင်းခွင့်ပေးပြီး ယုံကိုလာရောက်ဆရာမလို့တဲ့ညွန်ကြားချက်အီးမေးလ်တွေရရှိလာသလိုယုံထဲမှာရှိနေနေသူတွေထဲကလည်းအီးမေးလ်ဝင်လာတဲ့သူတွေယုံကနေထွက်ခွာပေးရတဲ့အစင်းအထိညွန်ကြားချက်တက်ရောက်ပြင်ထန်ခဲ့ပါလေဒီညွန်ကြားချက်ကြောင့် VOE မြန်မာပိုင်းရဲ့ social media နဲ့ website တို့ပေါ်ကဝါရဖြန့်တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တို့ကိုလည်းကြီးစုသူတွေယာယီမမြင်နိုင်ကြတော့သလိုပြီးခဲ့တဲ့၈နှစ်ကြီးကလည်း VOE မြန်မာပိုင်းအစီအစဉ်ခਿੱတရက်ဆိုင်မယ်လို့အတည်ပြုခဲ့ပါတယ် အချိန်ပြည့်အစိုးရဝန်ထမ်းမဟုတ်ပဲစာချုပ်နဲ့အလုပ်လုပ်ကြတဲ့သူထံဘယ်လိုညွှန်ကြားချက်အီးမေးလ်မှဝင်မလာသေးဘူးဆိုပြီးပြောသူရှိသလိုဒီညွှန်ကြားချက်မှာသတင်းဌာနတွေကိုစီမံခန့်ခွဲတဲ့ US AGM အပြင်တခြားပြစ်မှတ်ထားခံရတဲ့ဗဟိုအစိုးရအေဂျင်စီဌာနတွေထဲမှာပြတိုင်းနဲ့စာကြည့်တဲ့ institution လိုမျိုးအိုးမဲ့အိမ်မဲ့ပြဿနာကိုကင်တွယ်ရေးအစိုးရဌာနတွေကြားပူးပေါင်းဆောင်ရွက်တဲ့ကောင်စီလိုမျိုးဌာနတွေပါဝင်တယ်လို့လည်း BBC ကပြောပါတယ်တမနာထရန့်အမိန့်ထဲမှာ အဲ့ဒီအစိုးရအေဂျင်စီဌာနတွေအနေနဲ့လဲလဲပတ်လို့ရနိုင်ရုံအနေထားထိအောင်လောက်ကင်လှုပ်ရှားနေတဲ့ operation တွေကိုရှော့ချမယ်လို့ဆိုထားပါတယ်အဲ့ဒီအတိတ်ပဲဟာဌာနတွေကိုလုံးဝဖျက်သိမ်းတာမဟုတ်ပဲပြန်လည်စည်းစစ်ပြီးရွေးချယ်သူကိုရွေးချယ်ရှော့ချသူကိုရှော့ချတာမျိုးတွေ့လာရမယ်လို့ဒီရက်တွေမှာလုပ်နိုင်မှရှိတယ်လို့လည်းအတိတ်ပဲဖွင့်ဆိုထားတာမျိုးလည်းရှိပါတယ်ဒါကြောင့်မြန်မာပိုင်းစီစဉ်တွေမှာသတင်းမှားတွေနဲ့ဝါရဖြန့်ချိနေတဲ့ VOA နဲ့ RFA မြန်မာသတင်းဌာနတွေအနေနဲ့ဘလောက်အတိုင်းအတာထိအောင်တက်ရောက်ခံရမလဲဆိုတာဟာ ။ဒါမဲ့ရက်တွေမှာပိုပြီးထူးခြားဖြစ်ပေါ်လာပွဲရှိပြီးအထူးသဖြင့်တော့မြန်မာနိုင်ငံလို Trump စိတ်မဝင်စားတဲ့နိုင်ငံတွေရဲ့မြန်မာပိုင်းအစီအစဉ်တွေကအ धिक ဖျက်တော့ခံရမှာဖြစ်တယ်လို့သတင်းတပုတ်မှာဖော်ပြထားပါတယ်။ နောက်သတင်းတစ်ပုဒ်ကတော့စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များပြပတင်ပို့မှုအတွက်ကန့်သက်ထားရှိခြင်းမရှိတာကြောင့်လျှင်မြန်စွာတင်ပို့နိုင်ရေးတာဝန်ရှိသူအစင်းစင်းကအလေးထားဆောင်ရွက်ဖို့လိုတယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မြင့်ကြီးမင်းအောင်လိုင်ကပြောဆိုလိုက်တဲ့သတင်းမှာမြမစိတ်ကန်းအာနာပိုင်းတွင်အနေနဲ့တင်ပေါ်များစိုက်ကက်ခွင့်ခွဲဝေပေးရမှာစိတ်ကန်းများ၌မျှရည်စိုက်ကက်ခွင့်ပေးရန်လဲပြောထားပါတယ်မိမိတို့နိုင်ငံကထုတ်လုပ်တဲ့စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေဟာပြည်ပကိုတင်ပို့ဖို့ကန့်သက်ထားခြင်းမရှိတဲ့အတွက်ပြည်ပကိုလျှင်မြန်ချောမွေးစွာ တင်ပို့နိုင်ရေးအတွက်တာဝန်ရှိသူတွေအစစ်အစစ်ကအလေးထားဆောင်ရွက်ဖို့လိုကြရလို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မကြီးမင်းအောင်လှိုင်ကဂျမန်နေ့ကစိတ်ကန်းလုပ်ငန်းကဏ္ဍဆွမ်းဆောင်နိုင်မှုအခြေအနေများနဲ့ကုန်သွယ်မှုဆိုင်ရာအခြေအနေများကိုတွားရောက်ကြည့်ရှုစဉ်ပြောကြားခဲ့တာဖြစ်ပါတယ်။စိတ်ကန်းကပို့ဆောင်တဲ့မော်တော်ယာဉ်တွေအခြေမီထွက်ခွာနိုင်ရေးအတွက်လည်းလမ်းကြောင်းတွေကိုစနစ်တကျတွက်ချက်ထားရလိုပြီးတော့ရင်းကျောပိတ်ဆို့မှုတွေမဖြစ်ပေါ်စေရေးအတွက်လည်းလိုအပ်တဲ့များစီမံဆောင်ရွက်ထားဖို့လိုသလိုမြမစိတ်ကန်းအာဏာပိုင်တွေအနေနဲ့လည်း ်တမောတွေကိုစိုက်ကပ်ခွင့်ခွဲဝေပေးရမှာစိတ်ကန်းတွေမှာမျှပြီးတော့စိုက်ကပ်ခွင့်ပေးဖို့လိုတယ်လို့နာဆာကဥက္ကဋ္ဌကပြောခဲ့ပါတယ်ဒါအပြင်ဝင်ရောက်လာတဲ့တင်မောအမျိုးအစားတွေအလိုက်အရွယ်အစားလိုက်စိတ်ကန်းတွေမှာစိုက်ကပ်ခွင့်တွေကိုစီစဉ်ဆောင်ရွက်ဖို့လိုကြောင်းနဲ့မြန်မာကိုရီးယားချစ်ကြည်ဒလဒရာစီမံကိန်းပြည်စည်းပါကဖြစ်ပေါ်လာနိုင်တဲ့တင်မောအဝင်ထွက်ကန့်သတ်ချက်တွေကိုကြိုတင်တွက်ဆပြင်ဆင်ထားဖို့လိုရကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မင်းကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။အဲ့နောက်မှာဗိုလ်ချုပ်မင်းကြီးမင်းအောင်လှိုင်ကအာရှဝေါ်ပို့တာမနယ် AWPD စိတ်ကမ်းတရားမှာလှည့်လည်ပြီးတော့စိတ်ကမ်းလုပ်ငန်းတွေကိုဆောင်ရွက်နေမှုတွေကိုကြီးကြီးစစ်ဆေးခဲ့ပြီးတော့တာဝန်ရှိသူတွေရဲ့တင်ပြချက်များအပေါ်လိုအပ်တာများကိုညွှန်ကြားခဲ့တယ်လို့သိရပါတယ်။နောက်တဲ့တဲ့ဘုတ်ကတော့ရခိုင်ပြည်နယ်ကိုဘင်္ဂလားဒေ့ရှ်လမ်းကြောင်းကနေပြီးတော့လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ကုလသမဂ္ဂကစီစဉ်နေတဲ့ဆိုတဲ့သတင်းမှာရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ပြည်ပခါတွေအဆုံးသက်ရင်နဲ့ ်ဘင်္ဂလီတွေနေရပြန်ရတဲ့အတွက်တင့်တော်တဲ့ပတ်ဝန်းကျင်ဖန်တီးပေးဖို့ရခိုင်ပြည်နယ်အတွက်လူသားချင်းစာနာမှုအကူအညီတွေတိုးမြင့်ပေးဖို့လိုအပ်တာကြောင့်ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိနေတဲ့ကုလသမဂ္ဂအတွင်းမှုချုပ်ဂူတာရက်စ်ကဒါကာကိုရောက်ရှိတဲ့အချိန်မှာထုတ်ပေါ်ပြောဆိုလိုက်ပါတယ်ပရိပခါတွေဖြစ်ပေါ်နေတဲ့ရခိုင်ပြည်နယ်ကိုဘင်္ဂလားဒေ့ရှ်ကနေတဆင့်လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးလမ်းကြောင်းတစ်ခုဖြစ်နိုင်ခြင်းနဲ့ပတ်သက်ပြီးကနဦးဆွေးနွေးခဲ့ကြပြီးဒါကိုအကောင့်ထဲပို့ဖို့ခွင့်ပြုချက်နဲ့ပူးပေါင်းဆောင်ရွက်မှုတွေလိုမယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးအကြံပေး တူဟစ်ဟူစိန်ကဒါကာမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။ဒီအတွက်အကြမ်းဖက်တိုက်ခိုက်မှုတွေကိုဥစွာရပ်တန့်ရမှာဖြစ်ပြီးတွေ့ဆုံဆွေးနွေးမှုကတဆင့်ဒီမိုကရေစီနီးကျအပြေရှားဖို့လိုအပ်ပြီးဒုက္ခသည်တွေနေရပြန်ရေးအဆင်ပြေချုံးမွေ့စေမယ်လို့ကုလသမဂ္ဂတွင်းမှုချုပ်ကပြောပါတယ်။တချိန်တည်းမှာတင်းတော်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးနိုင်ရေးအတွက်စကိုင်းပြည်နယ်ကိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေတိုးမြှင့်ပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့်ဘင်္ဂလားဒေ့ရှ်ကနေလူသားချင်းစာနာမှုအကူအညီတွေပေးဖို့ဆွေးနွေးထားတယ်လို့ Gutierrez ကပြောပါတယ်။လက်ရှိအခြေအနေက NASA ကနဲ့ AA တို့အကြားတိုက်ပွဲတွေကဘင်္ဂလားဒေ့ရှ်နေရာပြောင်းရင်အလွန်ခက်ခဲပြီးဒီအချက်တဲကိုအားလုံးစုပေါင်းဖြည့်ရှင်းဖို့လိုအပ်တယ်လို့သူကသတင်းတောက်တွေရဲ့မေးမြန်းမှုကိုလည်းဖြေကြားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်တင်မကပဲအိန္ဒိယနိုင်ငံတွေအားလုံးကမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေရပ်တန့်ပြီးလက်ခံနိုင်လောက်တဲ့ဖြည့်ရှင်းချက်မျိုးထွက်ပေါ်ဖို့ဖိအားပေးဖို့လိုတယ်လို့ Gutierrez ကဆိုပါတယ်။ အေးအေးယူပိတ်ဆို့မှုတွေဟာဖြစ်နိုင်ကြီးရှိတဲ့အစီအမံတွေဖြစ်ပေမဲ့မြန်မာနိုင်ငံအပေါ်အေးအေးယူပိတ်ဆို့မှုတွေချမှတ်ဖို့ကိုတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အတည်ပြုချက်ရဖို့ခက်ခဲကြောင်းကုလသမဂ္ဂအကြီးအကဲဂူတာရက်စ်ကထုတ်ဖော်ပြောကြားခဲ့တယ်လို့ဆိုပါတယ်နောက်တဲ့တဲ့ဘုတ်ကတော့ EU တရုတ်တန်တမန်ဆက်ဆံရေး290ပြီးအထိမ့်မှထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့အတွက် ဘရာဆဲကိုလာရောက်ဖို့ဖိတ်ကြားမှုကိုတူသမရရှီချင်းဖင်ကညှင်းဆုံခဲ့တယ်ဆိုပြီးတော့ Financial Times သတင်းစာကတတင်းအနေနဲ့ကဖော်ပြခဲ့ပါတယ်။ရှီအစာဝန်ကြီးချုပ်လီကွင်းဟာဥရောပကောင်စီနဲ့ကော်မရှင်ဥက္ကဋ္ဌတွေကိုတွေ့ဆုံသွားမှဖြစ်တာကြောင့်ဘီဂျင်းက EU အရာရှိတွေကိုပြောဆိုခဲ့တယ်လို့အဲ့ဒီကိစ္စနဲ့နှီးစက်တဲ့အမည်မဖော်လိုတဲ့သတင်းရင်းမြစ်နှစ်ခုကိုကိုးကားပြီးတော့ FT သတင်းကဆိုပါတယ်။ဘရာဆဲမှာကျင်းပတဲ့အဆိုပါထိပ်သီးအစည်းအဝေးကိုတရုတ်ဝန်ကြီးချုပ်ကသာများသောအားဖြင့်တက်ရောက်လေရှိပြီး ဘေကျင်းမှာလက်ခံကျင်းပတဲ့အစည်းအဝေးကတမရကတက်ရောက်လို့ရှိပါတယ်။ဒါပေမဲ့ဘေကျင်းနဲ့ EU အကြားမှာရာစုနှစ်ဝက်ကြာဆက်ဆံရေးအထိမ်းမှတ်အစည်းအဝေးကိုမူ EU ကတမရရှီကျင်းပင်ကိုတက်ရောက်စီလိုခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။2022ခုနှစ်ကရုရှားကယူကရိန်းကိုကျူးကျော်ခဲ့ပြီးနောက်မှာစကဘရဆဲနဲ့ဘေကျင်းအကြားမှာဆက်ဆံရေးတင်းမာမှုကြီးထွားခဲ့ပြီးတရုတ်နိုင်ငံကခရင်မလင်ကိုကြောထောက်နောက်ခံပေးနေတယ်ဆိုပြီးတော့ EU ကဆွဆဲခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်တွေကလည်း ဥရောပနဲ့တရုတ်လျှက်စစ်ကတင်သွင်းမှုတွေအပေါ်မှာအခွန်စနစ်ကြီးကြပ်ခဲ့ပါတယ်။ဒီနှစ် EU တရုတ်ထိပ်သီးအစည်းအဝေးကျင်းပမဲ့ရက်ကိုကိုစားပြုအဆင့်ဆိုင်ရာအတွက်အလို့သဘောဆွေးနွေးမှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်လို့ EU အရာရှိတူကသတင်းစာကိုပြောဆိုခဲ့ပြီးအဲ့ဒီကိစ္စအတွက်ပြောစရာမရှိဘူးလို့တရုတ်ဝန်ကြီးဌာနကပြောကြားခဲ့တယ်လို့သတင်းတစ်ပုဒ်မှာဖော်ပြထားပါတယ်။ နောက်ဆုံးတစ်ပုတ်ကတော့ Telegram တီထောင်သူ Babel Durov ဟာ၎င်းကိုရာဇဝတ်မှုမြောက်များစွာနဲ့တရားစွဲဆိုထားတဲ့ပြင်သစ်နိုင်ငံကနေပြီးတော့ယာယီထွက်ခွာခွင့်ရရှိခဲ့တယ်လို့ AFP သတင်းမှာဖော်ပြထားတာဖြစ်ပါတယ်။သူဒီမနက်ပဲပြင်သစ်ကနေထွက်သွားတာပါ။အာနာပိုင်တွေရဲ့ယာယီထွက်ခွာခွင့်ပြုချက်နဲ့ထွက်သွားတာဖြစ်ပါတယ်။ဆိုပြီးတော့ဒီကိစ္စနဲ့နှီးဆက်သူတယောက်ကသတင်းဌာနတစ်ခုကိုပြောဆိုခဲ့တာဖြစ်ပါတယ်။အခြားသတင်းရင်းမြစ်တစ်ခုကတော့ အစိုးရတရားသူကြီးက၎င်းကိုပြည်ထောင်နိုင်ငံကယာယီထွက်ခွာခွင့်ပြုပေးခဲ့ကြောင်းသိရပြီးဒူယော့ဟာယခုအခါမှာဒူဘိုင်းသို့ထွက်ခွာသွားပြီလို့တတရသတင်းရင်းမြစ်တစ်ခုကလည်းပြောပါတယ်။တယ်လီဂရမ်ကပြောရေးဆိုခွင့်ရှိသူအမျိုးသမီးကို AFP သတင်းကဆက်သွယ်ခဲ့ရမှာတော့မှတ်ချက်ပေးဖို့ညှင်းဆိုခဲ့ပြီးအသေးစိတ်ကိုနောက်ပိုင်းမှာကုမ္ပဏီဘက်မှကြေညာထုတ်ပြန်ပေးမယ်လို့ပြောဆိုခဲ့ပါတယ်။အသက်40အရွယ်ရှိပြီဖြစ်တဲ့ဒူရော့ဟာ2024ခုနှစ်အောက်တိုဘာလက Paris မြို့မှာရှိတဲ့လူပူးရေးစိတ်ကမ်းမှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၎င်းတီထောင်ခဲ့တဲ့နာမည်ကြီး Telegram နဲ့ပတ်သက်တဲ့ချိုးဖောက်မှုများစွာအတွက်တရားစွဲဆိုခံရပြီးနိုင်ငံတွင်းမှထောက်ခောက်ခွင့်ပိတ်ပင်ခံရသူတူဖြစ်ပါတယ်နောက်ဆုံးသတင်းအအနေနဲ့ကတော့အမေရိကန်နိုင်ငံရဲ့ဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ပြည်ဝင်တင်းကြပ်ဖွဲ့ရှိတဲ့နိုင်ငံပေါင်း53နိုင်ငံအစည်းအဝေးမှာမြန်မာနိုင်ငံပါဝင်နေတယ်လို့ The New York Times သတင်းမှာဖော်ပြထားတာဖြစ်ပါတယ်။ မူကျန်းရေးဆွဲထားတဲ့ပြည်ဝင်တင်းကျပ်တဲ့နိုင်ငံများဆင်းမှာအနီရောင်လိမ္မော်ရောင်နဲ့အဝါရောင်ဆိုပြီးတော့အမျိုးအစား၃မျိုးခွဲခြားသတ်မှတ်ထားပါတယ်။အနီရောင်ဆင်းမှာနိုင်ငံပေါင်း၁၇နိုင်ငံပါဝင်ပြီးအဲ့ဒီနိုင်ငံတွေမှာနိုင်ငံသားများဟာအမေရိကန်နိုင်ငံကိုဝင်ရောက်ခွင့်အလုံးစုံတားမြစ်ပိတ်ပင်ခံရတာဖြစ်ပါတယ်။အနီရောင်ဆင်းမှာပါဝင်တဲ့နိုင်ငံတွေဟာအာဖဂန်နစ္စတန်၊ဘူတန်၊ကျူဘာ၊အီရန်၊လီဘီးယား၊မြောက်ကိုရီးယား၊ဆိုမာလီယား၊ဆူဒန်၊ဆီးရီးယား၊ဗင်နီဇွဲလားနဲ့ယေမန်နိုင်ငံတို့ဖြစ်ပါတယ်။ လိမ်မွေအောင်ဆင်းမှာပါဝင်တဲ့နိုင်ငံပေါင်း10နိုင်ငံပါဝင်ပြီးအဲ့ဒီနိုင်ငံတွေကနိုင်ငံသားတွေဟာအမေရိကန်ကိုပြည်ဝင်ခွင့်အလွန်အမင်းတင်းကြပ်ခံရမှာဖြစ်ပါတယ်။လိမ်မွေအောင်ဆင်းမှာပါဝင်တဲ့နိုင်ငံတွေကတော့ဘီလာရုစ်၊အီရီထရီးယား၊ဟေတီ၊လာအို၊မြန်မာ၊ပါကစ္စတန်၊ရုရှား၊ဆီယာလီယွန်၊တောင်ဆူဒန်တာကမင်နစ္စတန်တို့နိုင်ငံတို့ပါဝင်ပါတယ်။အဲ့ဒီနိုင်ငံတွေက ချမ်းသာကြွယ်ဝတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဟာပြည်ဝင်ခွင့်ရရှိမှာဖြစ်ပြီးလူဝင်မှုနဲ့ခရီးသွားဗီဇာကိုရှောက်ထားမဲ့အဲ့ဒီနိုင်ငံကနိုင်ငံသားတွေကတော့ဗီဇာတွေပိတ်ပင်ခံရဖို့ရှိနေပါတယ်။အဝါရောင်စင်းမှာတော့နိုင်ငံပေါင်း22နိုင်ငံပါဝင်ပြီးအဲ့ဒီနိုင်ငံတွေကနိုင်ငံသားများအနေနဲ့သတ်မှတ်ထားတဲ့အချက်အလက်တွေကိုကန့်ညီမှုရှိစေရန်ရပ်ပေါင်း60အတွင်းတင်ပြရမှာဖြစ်ပါတယ်။အဝါယောင်စင်းမှာပါဝင်တဲ့နိုင်ငံတွေကတော့အန်ဂိုလာ၊အန်တီဂွာနဲ့ဘာဘူဒါ၊ဘီနင်း ဘာကီနာဖာဆိုကမောဒီယာကင်မရွန်ကိတ်ဗာဒီချတ်ကွန်ဂိုဒီအာကွန်ဂိုဒိုမီနီကာအီကွေတိုရီယယ်ဂီနီဂမ်ဘီယာလိုက်ဘီးရီးယားမာလာဝီမာလီမော်တီရေးနီးယားမော်ရီတီးနီးယားစိန့်နစ်နီဗစ်စိန့်လူစီယာဆော့တိုမီနစ်ပရင်စီဗီဘန်နူအာနက်ဇင်ဘာဝေနိုင်ငံတို့ပဲဖြစ်တယ်လို့ဒီကနေ့အတွက်သတင်းတွေကိုတင်ပြလိုက်ရပါတယ် နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မြစ်တာရက်ခံပေးရစေရှင်နောက်အစီအစဉ်မှာပြန်တွေ့ကြမယ်နော်